မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ပဲခူးတိုင်းအဆက်ကြားမှာရှိတဲ့နတ်တောင်ကာကင်းစကမ်းကိုအရခတ်တပ်တော် AA ကသိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ကောင်စီရဲ့စစ်တပ်၄ထိ၂စီးနဲ့ drone ၄စီးထဲမှာအနည်းကိုလည်း A ဘက်ကပြစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘကူတိုင်းဗဒောင်းမြို့နယ်အတွင်းမှာရှိတဲ့နတ်တောင်ကာကင်းစခန်းကို A ကဖေဖော်ဝါရီလ24ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့မြေပြင်စီးရေးသတင်းအရင်းမြစ်ကပြောပြထားပါတယ်။ဒီနတ်တောင်စခန်းကညောင်ကျိုး area တဲကပဲအဲ့ဒီစခန်းကျသွားပါပြီ။သူတို့ရဲ့ထုံးစံအတိုင်းပဲပေါ့။တည်တဲ့သူကတည်ထွက်ပြေးတဲ့သူကပြေးပေါ့လို့ပြောပြထားပါတယ်။ဒါအပြင်ရိုးဘော်ကနေပြီးတော့ညောင်ကျိုးလက်နက်ကြီးအထိုင်ကျစခန်းတိုက်ပွဲကိုစစ်ကောင်စီက drone ပုံးပစ်ကူပေးရန်လာတဲ့ စက်တပ်၄ထိနှစ်စီးနဲ့ drone ၄စီးထက်မနည်းကိုအေအေဘက်ကပြစ်ချနိုင်ခဲ့ပြီးတော့စက်တပ်၄ထိမှာပါဝင်တဲ့ဗိုလ်အဆင့်ရှိသူတအူးတိတ်ဆုံးသွားတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြန်လည်ပြောပြထားပါတယ်။ရိုးဘော်ကတိုက်ပွဲနှစ်နေရာမှာညောင်ကျိုးစခန်းမှာကတပွဲညောင်ကျိုးဧရိယာတွေကနှစ်တောင်စခန်းနားမှာကတပွဲအဲ့ဒီလိုမျိုး ဒီလေထီးနဲ့ drone ကညောင်ကျိုးတိုက်ပွဲကိုဘုံကျဲဖို့လာတာညောင်ကျိုးစခန်းတိုက်ပွဲကပို့ပြီးတော့ပြင်းထန်တဲ့အနေထားမို့လို့ပါအေဘက်ကအဲ့ဒီလေထီးနဲ့ drone ကိုလက်နက်ကြီးနဲ့ပစ်ချနိုင်ခဲ့ပါတယ်ဘိုးတကောင်တည်တယ်လို့ပြောပြထားပါတယ်အခု AA သိမ့်ပိုက်လိုက်တဲ့နတ်တောင်စခန်းဟာညောင်ကျိုးလက်နက်ကြီးအထိုင်ချစခန်းရဲ့ကာကင်းစခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်နတ်တောင်ကာကင်းစခန်းနဲ့ညောင်ကျိုးစခန်းတို့ကို AA ကပြီးခဲ့တဲ့2024ခုနှစ်နှစ်ကုန်ပိုင်းကစတင်ကထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါတယ်ရခိုင်ပဲခူးရုံးမှာတောင်တန်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းမျိုး များကိုအေအေနဲ့ပူးပေါင်းတောင်းလိုက်တပ်များကတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိရိုးပေါ်မှာညောင်ကျိုးနဲ့ချင်းကုန်းစခန်းတို့မှာလည်းတိုက်ပွဲတွေပြင်းထန်နေသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝင်းမြို့ကျက်စားပြင်ရပ်မှာရှိတဲ့စိတ်ကမ်းဘောဒါရာမှာစိုက်ကတ်ထားတဲ့စက်တက်ဆက်လီတစည်းကိုပြစ်ခတ်တိုက်ခိုက်ရာစစ်သားရှင်ဦးထက်မင်းနဲ့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ16ရက်နေ့ည8:53နာရီမိနစ်အချိန်မှာဒဝယ်မြို့ကျက်စားပြင်ရပ်မှာရှိတဲ့စိတ်တန်းဘောဒရာမှာစစ်ကောင်စီတပ်သားများတင်ဆောင်ကကန့်ကတ်ထားတဲ့လေကိုဒဝယ်ခရိုင်အမှတ်နဲ့တိုင်ရင်အထူးပြောက်ကြားတပ်ဖွဲ့က RPG နဲ့စတင်ပစ်ခတ်ခဲ့ပြီးတော့လက်နက်ငယ်များနဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သားရှစ်ကောင်ထဲမနေသေဆုံးသွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးလေကအများရန်ကတ်ထားတာတော့မဟုတ်ဘူးဗျ။စစ်ကူဒါမှမဟုတ်တခုခုကြောင့်ထွက်ဖို့ကတ်ထားတာပါ။ ဒဝယ်မျိုးဘော်ကစစ်ခွေးတွေပါအရေးအတွက်ဘလောက်ရှိလဲတော့အတိအကျမသိရဘူးကျွန်တော်တို့ဘက်က RPG နဲ့စပစ်ပြီးတော့လက်နက်ငယ်တွေနဲ့တိုက်ခိုက်ခဲ့တာပါအမောင်တွေကနေပြီးတော့အခွင့်ကောင်းယူပြီးတိုက်ခိုက်ခဲ့တာမို့လို့အချိန်သိမ့်မကြလိုက်ပါဘူးလို့ဒဝယ်ခရိုင်အမှတ်နဲ့တိုက်ရင်ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အခုလိုမျိုးတိုက်ခိုက်ပြီးတဲ့နောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များဟာအလင်းအမြန်ဆုတ်ခွာခဲ့ရပြီးတော့မြေသူတအူးတယောက်မှ ထိခိုက်မရှိဘဲနဲ့ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုအတိအကျသိရှိနိုင်ဖို့အတွက်တော့စုံစမ်းနေတဲ့အတွာထုတ်ပြန်ချက်နောက်ကျခဲ့ရခြင်းဖြစ်တယ်လို့အသိပေးထားပါဗျ။ပြည်သူများအနေနဲ့လည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အခြေအနေအရထိတွေ့ဆက်ဆံရမှုများရှိနိုင်တော့လဲအကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနေရာများကနေပြီးတော့အတက်နိုင်ဆုံးစ조사ပြီးတော့ရှောင်ရှားနေထိုင်ပေးကြပါရန်မြစ်တာရက်ခံတိုက်တွန်းထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ဘာထူးတိုက်ခိုက်ရေးတင်တန်းကျောင်းမှာတက်ချက်ကြီးမင်းစော်ဦးနဲ့အမတ်3-9ခွန်အမြောက်တက်ကတောင်ကြီးကတက်ခွဲတက်ချက်ကြီးအောင်မြင့်လို့စကားများကြရကနေအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးနှစ်ဦးစလုံးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ20ရက်နေ့မှာအခုလိုမျိုးနှစ်ဦးစလုံးအချင်းချင်းစကားများရန်ဖြစ်ရာကနေပြစ်ခတ်မှုဖြစ်ပွားပြီးတော့ နှစ်ဦးစလုံးတေဆုံးခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။နှစ်ဦးစလုံးရဲ့အလောင်းများကိုစစ်ဆေးရုံကိုပို့ဆောင်ခဲ့ပြီးတော့တေဆုံးရတဲ့အကြောင်းရင်းကိုတော့မတော်တဆဖြစ်တယ်ဆိုပြီးတော့လိန်လေပေါ်ပြခဲ့တယ်လို့သိရပါဗျ။ဘာထူးကတယောက်ရောတောင်ကြီးအမြောက်တက်ကတယောက်ရောတေးတာသူတို့အချင်းချင်းစကားများပြီးတော့ပြစ်ကြတာ သူတို့ရဲ့ဖြစ်စဉ်ကိုတော့လိန်ပြီးတော့တင်ရတာပေါ့အချင်းချင်းပြစ်တယ်ဆိုရင်သူတို့အမှုတပ်မှာဆိုလို့မတော်တဆပုံစံမျိုးနဲ့စေးစာအထုလုပ်ပြီးတော့တေဆုံးလက်မှတ်လုပ်လိုက်တာလို့ CDM ဘူကြီးဇင်ရော်ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်အတွင်းမှာတိုက်ခိုက်ရေးတပ်များနဲ့လက်ရုံးတပ်များကိုနောက်တန်းကိုပြန်ပြီးတော့ခွင့်နဲ့အေးအေးဆေးဆေးအနားယူခွင့်မပေးတော့ဘဲနဲ့စစ်စစ်ရေးနဲ့လုံခြုံရေးတာဝန်များကို အမြဲတမ်းခိုင်းနေတဲ့အတွက်ကြောင့်စိတ်ဖိစီးမှုတွေကိုခံစားနေရကမကြာခဏဆိုသလိုအချင်းချင်းပြစ်ခတ်မှုတွေဖြစ်ပွားလေ့ရှိတယ်လို့တက်တွင်းသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်တိန်စီရအခြေဆိုင် ခမရ200ခွန်တရင်ရဲ့ကာကင်းစခန်းများကို short တိုက်ဒုံးများ drone များနဲ့တိုက်ခတ်ရာအကြမ်းဖက်စစ်တပ်ကတိကြိုက်တေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ February 25ရက်နေ့မနက်10:15မိနစ်ခန့်မှာတိန်စရအခြေဆိုင်200ခွန်တရင်ရဲ့ကာကင်းစခန်းများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲပြီးတော့ short တိုက်ဒုံးများနဲ့ဗျပြိုင်နဲ့ထဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိကြိုက်တေဆုံးမှုရှိတော်လဲအရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီ င်တပ်သားများကလက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ်။တင်စေရခမာရ200ခွန်တက်ရင်ကာကဲစခန်းတွေထပ်ပြီးတော့အင်အားတွေဖြည့်ထားတယ်လို့သတင်းရလို့ drone နဲ့ဘုံကျဲတိုက်ခိုက်ပြီးတော့ short တိုက် drone နဲ့တပြိုင်တည်းသွားရောက်တိုက်ခိုက်ခဲ့တာပါရန်သူဘက်ကထိခိုက်သေးဆုံးမှုကိုတော့အတိမပြုတ်နိုင်သေးပါဘူးရန်သူဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တာရှိပါတယ်တော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့အင်းတကောပကဖကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဝေါ်မြို့နယ်ပကဖအင်းတကောမြို့နယ်ပကဖနဲ့တောင်မြို့စစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်အလားတူပဲမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်တိန်စီရအခြေဆိုင်အမှတ်330အမြောက်တပ်အတွင်းကိုမင်းဆိုင်ဒုံများနဲ့ပစ်ခတ်တိုက်ခိုက် က်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိတယ်လို့ဗကောခဲအပကဖတာဝန်ခံကိုဖြိုးမောင်ကပြောပြထားပါတယ်။မနေ့ကဖေဖော်ဝါရီလ24ရက်နေ့ည7:00နာရီကန်းကကြိုက်ထုံမြို့နယ်တိန်စီရအခြေစားအကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်330အမြောက်တပ်ရင်ဘဟုကင်းနဲ့လူမျိုးဆောင်တို့ကိုမိဆိုင်တုံး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်သားများထိခိုက်သေးဆုံးမှုရှိခဲ့ပြီးတော့တေဆုံးဒဏ်ရာရတဲ့လူနာများကို ဗကုံးမျိုးနဲ့မော်လမြိုင်မျိုးဘက်ကိုပို့ဆောင်ထားတယ်လို့သိရပါဗျ။တေဆုံးထိခိုက်မှုကတော့စုံစမ်းလို့မရသေးဘူး။လူနာတင်ကားတွေနဲ့တိမ်စေရကြိုက်ထူဆေးရုံကိုမတင်မဲနဲ့ဗကုံးနဲ့မော်လမြိုင်ကိုပို့လိုက်တယ်လို့သိရတယ်။ လူမျိုးဆောင်ရဲ့ဘားရိုက်နားမှာကြတာထိခိုက်သေးဆုံးမှုကတော့ရှိတယ်အခုထိတိန်စဲကလူနာတင်ကားတွေအကုန်လုံးနှီးပါနဲ့လိုက်ပို့နေရတယ်လို့သတင်းရထားတယ်ပထမနှလုံးပြစ်တာတော့ပြန်ပြစ်တာမရှိဘူးတတိယအလုံးသူတို့နားကိုကြာပြီးတော့မှပြန်ပြီးတော့စပြစ်တာလက်နဲ့ကြီးရောလက်နဲ့ငယ်တွေရောပဲစစ်ကောင်စီဘက်ကိုကျွန်တော်တို့ဘက်က drone နဲ့ချဖို့ဟာကိုဂျမ်းမာတွေကိုတအားသုံးလာတဲ့အပြင် GPS ဂျမ်းမာတွေပါသူတို့ဘက်ကအဆင်ပြေပြီးတော့တတ်ဆင်ထားတယ် ဒီအချိန်မှာကျွန်တော်တို့ရဲ့မိုင်းအကွာအဝေးနဲ့ပြင်မှတ်တိကျမှုအနည်းဆုံးထုတ်လုပ်နိုင်ခဲ့တယ်။မစ်ဆိုင်းတွေ60မမရှော့တိုက်ဒုံးတွေကလည်းစစ်ကောင်စီအတွက်ကြီးမားသော6လမ်းမှုတွေဖြစ်စေပါတယ်။ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုစနစ်တွေနဲ့ခြေတံလုံးလုံးအတက်နိုင်ဆုံးသတင်းမပေါက်ကြောင်းလုပ်ပြီးတော့စစ်ကောင်စီကိုတိုက်ထုတ်နေတာဟာစစ်တောင်းမှသည်အိမ်အပြန်တော့ခရီးကိုလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်လို့ဘကိုးခိုင်ပကဖတာဝန်ကကိုဖြိုးမောင်ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဘကိုးခိုင်ပကဖကဦးဆောင်ပြီးတော့ UDF ဝေါ်ပါကဖနဲ့ကဝပါကဖလက်နက်ကြီးတပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်မှုများရှိတော့လေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ တေဆုပ်စစ်သားများအတုပါချရမှာ၎င်းလူနာများကိုပို့ဆောင်ရမှာ၎င်းနိုင်ရေးကွန်ကြီးမှုအတင်းပရိုက်တာအတင်းတို့မှအဖွဲ့ဝင်များကိုသတင်းမပေါက်ကြားစေရန်ချင်းချောက်ဖိအားပေးထားတယ်လို့ဘကိုးခရိုင်ပတ်ကောက်ဖတာဝန်ခံကိုဖြိုးမောင်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတာမြာမြို့နယ်ကြောက်ခွက်ရေနံမော်ဒေသအတွင်းစုံငုံရွာဖုန်ကြီးเจ้าမှာမင်္ဂလာဆောင်ပွဲပြုလုပ်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီက လေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူအများအများထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဖေဖော်ဝါရီလ25ရက်နေ့မနက်9:45မိနစ်ခန့်ကမြိုင်မြို့နယ်ကြောက်ခွတ်ရေနံမော်ဒေသစုံခုံးရွာဖုန်ကြီးကျောင်းမှာမင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ပေါင်900ဘုံးစီနှစ်ချိန်ကျဲချတိုက်ခတ်ခဲ့ရာဖုန်ကြီးကျောင်းဘော်ကိုတိုက်တဲ့ကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့မင်္ဂလာဆောင်မှာထမင်းချနေတဲ့ပြည်သူများအပါအဝင်ပြည်သူအများအများသေဆုံးခဲ့ရတယ်လို့သိရပါဗျ။လက်ရှိအချိန်ထိတော့အထိကရှိတယ်ပဲသိရသေးတယ်။ဖုန်ကြီးကျောင်းဘော်ကိုတိုက်တဲ့ကြက် သူတို့ကိုထမင်းဟင်းချက်ကျွေးနေတဲ့စဖိုးဆောင်တွေရောပဲအကုန်လုံးမီးလောင်သွားတာ Jet Fighter နဲ့နှစ်ချိန်လာကျဲသွားတာဆိုတော့အဲ့ဒီပုံကိုတဲ့တဲ့ကြတာဘယ်နှယောက်ထိတယ်ဘယ်နှယောက်သေးတယ်တိတိကျကျတော့မသိရသေးဘူးတချို့ဟာတွေဆိုရင်အခုမှစွဲထုတ်နေတော့မှရှိသေးတာ ထိခိုက်တာတွေကတော့တော်တော်များတယ်လို့သိရတယ်လို့မြိုင်ပကဖကဘိုးခရော့စ်ကသတင်းပေးဖို့ပြောကြားထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကပြည်သူလူထုအပေါ်ကိုပြစ်မှတ်ထားကဘုံကျဲတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေတဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းအန်ဒီယေကိုသတိထားကြရန်နဲ့လူစုလူဝေးမပြုတ်လုကြရန်တော်လိုင်းတပ်ဖွဲ့များကသတိပေးတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နေပြည်ဖေကုံမြို့နယ်မိုးပြင်းမြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခမာရ၄နှစ်နဲ့တိုက်ရင်ကစစ်မှုထမ်းတပ်သားတဲ့၃ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မနေ့ကဖေဖော်ဝါရီလ24ရက်နေ့ဗိုးပြန်းမြို့အခြေဆိုင်ခမရ၄နှစ်နဲ့မှာတာဝန်ကျနေတဲ့ခမရ9တရှိတရင်ကစစ်မှုထမ်းတပ်သားတဲ့3ဦးဟာ MA1 အမျိုးသားတပ်နဲ့တလား MA3 အမျိုးသားတပ်နဲ့နှစ်လက်ကြီအတောင့်120တို့ကိုယူဆောင်လာပြီးတော့ဖဲခုံ PDF 1336တရင်ထံမှာခိုးလုံဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်သူတို့ကစစ်မှုထမ်းတပ်သားတွေပါ တအူးကိုငွေကျပ်330ချင်းမြင်ထားပါတယ်ကျန်တဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့လည်းအ мян ဆုံးဗတ်ပြောင်းခုံလုံးကြဖို့ကိုဖိတ်ခေါ်ကြပါတယ်လို့ဖဲကုံ PDF 1336တက်ရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပြထားပါတယ်အလင်းဝင်ရောက်ခဲ့သူတပ်သားတဲ့3ဟာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအရမတရားဖမ်းဆီးကတာဝန်ပေးခြင်းခံရသူများဖြစ်ပြီးတော့ ်စစ်တပ်ကပြည်သူလူထုအပေါ်ကိုနှိပ်စက်အကြမ်းဖက်မှုများကိုလက်တင်မခံနိုင်တဲ့အတွက်ကြောင့်ဓမ္မတရားအထွတ်အရေးဆုံးကရုံးထွက်လာခဲ့ခြင်းဖြစ်တယ်လို့ပြောပြထားပါတယ်။လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့အတွက်ဖဲကုံ PDF 1336တပ်ရင်းကတအူးကိုငွေကျပ်330စီစုချင်းမြေပေးထားပြီးတော့ CDM သူရဲကောင်းများကိုနှွေးထွေးစွာကြိုဆိုပြီးဘေးကင်းလုံခြုံစွာစောင့်ရှောက်ပေးထားတယ်လို့သိရပါတယ်။ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရက CDM တပ်သားများကိုချီးမြှင့်တဲ့ပြည်သူသူရဲကောင်းများအဖြစ်နဲ့အတိမတ်ပြုတ်နိုင်ရေး ထိုက်တင်သောအထောက်ပံ့များရရှိနိုင်ရေးအတွက်လည်းဆက်လက်ပြီးတော့လှုံ့ဆော်ပေးလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းပြီးတော့ဒီအကြမ်းဖက်စစ်ကောင်စီစနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ